င်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဗမောင်းမြို့ကိုတော်လန်ရေးတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်စစ်တပ်နဲ့အစံနေတပ်တွေကမြို့ပြင်နောက်ဖက်ခြမ်းမှာစုဖွဲ့ပြီးပြန်လည်ထိုးစစ်ဆင်နေတယ်လို့စစ်တပ်နဲ့အစံနေတပ်တွေကမြို့ပေါ်ကနေစုခွာချိန်မှာလဲပြည်သူတချို့ကိုလူသားတိုင်းကဖြစ်ခေါ်ဆောင်သွားခဲ့ပါတယ်။ရခိုင်ပြည်နယ်အမ်းမြို့မှာရှိတဲ့အနောက်ပိုင်းတိုက်စစ်ဌာနချုပ်တိုက်ပွဲမှာ ဗိုလ်ထိန်လင်းရောက်သေဆုံးတာကို6လကြာမှမိသားစုကိုစစ်တပ်ကတရားဝင်စာပေးဖို့အကြောင်းကြားတဲ့ပြင်သေဆုံးစစ်ရာရှိတဲ့စစ်သည်တထောင်နီးပါးရှိပေမဲ့လည်းပျောက်ဆုံးစင်းရင်းသွင်းကဘာခံစားခွင့်မှမပေးဘူးဆိုတဲ့သတင်းပါဝင်နေ့လည်ခင်းသတင်းတွေကိုအတင်ဆက်ပေးပါမယ်ရှင်ဗမောင်းမြို့ကိုတော်လန်ရေးတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်စစ်တပ်နဲ့ SSN တပ်တွေကမြို့ပြင်နောက်ချမ်းမှာစုဖွဲ့ကပြန်လည်ထိုးစစ်ဆင်နေတယ်လို့တော်လန်ရေးသတင်းရင်းမြစ်ကပြောပါရယ် ပြီးခဲ့တဲ့စနေမ20ရက်နေ့ညနေပိုင်းမှာစစ်တပ်နဲ့ရှမ်းပြည် SNA တပ်တွေကမမောင်းမြို့တွေကနေစုတ်ခွာထွက်ပြေးသွားတဲ့အချိန်မှာတော့မြို့နေပြည်သူ300ကျော်ကိုလူသားတိုင်းကအဖြစ်စစ်တပ်နဲ့ SNA ကဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်စနေမ21ရက်နေ့ညနေပိုင်းကမြို့ပြည်နောက်ချမ်းမှာစစ်တပ်နဲ့ SNA ရှမ်းပြည်တပ်တွေကပြန်လည်စုဖွဲ့ကမမောင်းမြို့ကိုပြန်လည်ရရှိဖို့ကိုထိုးစစ်ဆင်လာတယ်လို့သိရပါတယ်။တဒလောမျိုးသိမ်းတိုက်ပွဲကြောင့်ပမောက်မျိုးပေါ်ကပြည်သူတွေဟာထွက်ပြေးသိမ်းရှောင်နေရပြီး ဗမောင်းမြို့တစ်မြို့လုံးအနေနဲ့စစ်ပေးရှောင်1500ကျော်ရှိနေပါတယ်။ဒါအပြင်စစ်တပ်ကဗမောင်းမြို့ဘော်ကိုလင်းရင်နဲ့ဘုံးတွေကျဲချပြီးပြည်သူတွေရဲ့နေအိမ်တွေကိုဖျက်ဆီးနေတယ်လို့လည်းသိရပါတယ်။ဒါအပြင်တော်လန်ရေးတပ်တွေရှိတယ်လို့ထင်တဲ့မြို့ပေါ်နေရာတွေကိုစစ်တပ်ကလင်းရင်တွေနဲ့ဘုံးကျဲချတာနဲ့ကင်းတောက်တာတွေကို တောက်လျှောက်ဆိုသလိုလှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ရှင်။ဆလတ်တင်ဆက်ပြီးမှကတော့ ရခိုင်ပြည်နယ်အမ်းမြို့မှာအေအေကတိုက်ခိုက်သိမ်းပိုက်ထားတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲမှာစစ်တပ်ဘက်ကဗိုလ်ထိန်လင်းအောင်တေဆုံးခဲ့တာကိုအခုစက်တင်ဘာလ6လကျော်ကြာမှသာကျန်းရည်သူမိသားစုစီကိုစစ်တပ်ကတရားဝင်စာပေးဖို့အကြောင်းကြားလာတယ်လို့မိသားစုနဲ့နေဆက်တဲ့မိတ်ဆွေတွေကပြောပါရယ်၂024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့ကရခိုင်ပြည်နယ်အမ်းမြို့နယ်အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပခါကိုအေအေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ အဲ့ဒီတိုက်ပွဲမှာဘိုထိန်လင်းအော်ဟာသေဆုံးခဲ့ပေမဲ့လည်းအလောင်းပြန်မြင်ရတာကြောင့်စစ်တပ်ကပျောက်ဆုံးစီရင်သွင်းထားခဲ့ပြီးအခုလစနေမာလာရောက်ရှိချိန်6လကျော်ကြာမှသာသေဆုံးသွားတယ်လို့စစ်တပ်ကကျင်းသူမိသားစုစီကိုအကြောင်းကြားလာတယ်ဆိုတာကိုသိရပါတယ်။ဒါအပြင်ဘိုထိန်လင်းအော်သေဆုံးမှုအတွက်ကျင်းသူမိသားစုအနေနဲ့အလောင်းပြန်လည်းမရရှိတဲ့အပြင်အသက်အာမခံခြင်းတတ်ဆိုစရိတ်အပါအဝင်ခံစား권နေလည်းမရရှိဘူးလို့သိရပါတယ်။ ပိုထိန်လင်းဟာတပ်မတော်ကွန်ပျူတာနဲ့နှီးပညာသိပ္ပံအင်ဂျင်နီယာတင်တဲ့အပတ်စဉ်15ကျောင်းဆင်းဖြစ်ပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်အင်ဂျင်နီယာအရာရှိတဦးဖြစ်တယ်လို့သိရပါတယ်။အမ်မြိုခြေဆိုင်နဘခဌာနချုပ်အသိခံရတဲ့တိုက်ပွဲမှာသေဆုံးစစ်အရာရှိနဲ့စစ်သည်တထောင်နီးပါးရှိပေမဲ့လည်းစစ်တပ်ကပျောက်ဆုံးစည်ရင်သွင်းကဘာခံစားခွင့်မှမပေးဘဲထားရှိထားတယ်လို့ကျင်းသူစစ်တပ်မိသားစုဝင်တွေကရန်ကုန်ခေတ်တက်ကိုပြောပါရယ် အဲ့ဒီအပြင်အမ်းမြို့မှာရှိတဲ့အနောက်ပိုင်းတိုက်စစ်ဌာနချုပ်ကိုအေအေကတင်ပိုက်ခဲ့တဲ့ချိန်မှာအနောက်ပိုင်းတိုက်စစ်ဌာနချုပ်ဒူတိုင်းမူဗိုလ်မှူးချုပ်တောင်းထွန်းဗိုလ်မှူးချုပ်ကျော်ကျော်တန်းအပါဝင်စစ်ရာရှိတွေနဲ့စစ်တုံးပန်းရာချီကိုအေအေကအရှင်လက်ရဖမ်းဆီးရရှိခဲ့ပါသေးတယ်ရှင်တဖက်မှာတော့ပြည်သူစစ်မှုထမ်းစူးစမ်းမှုဦးရေကအစမတန်တိုးလာနေပါတယ်။အာဏာသိမ်းစစ်ကော်မရှင်တက်ရိပ်ပြည်သူစစ်မှုထမ်းစူးစမ်းရရှိခဲ့မှုအား လူဦးရေ6000ဝန်းကျင်အထိရှိလာပြီးအဲ့ဒီတဲကအနှင်းငယ်သာထွက်ပြေးလွတ်မြောက်တာနဲ့အလင်းဝင်သာရှိတယ်လို့သိရပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေကိုအသုံးချပြီးစစ်တပ်ကလာစဉ်စုဆောင်းရရှိနေတဲ့စစ်မှုထမ်းအရေးအတွက်ဟာခံမှန်းထားတာထက်ပုံပုံများပြားနေပြီးအဲ့ဒီတဲကအနှင်းငယ်သာထွက်ပြေးလွတ်မြောက်တာနဲ့အလင်းဝင်သာရှိတယ်လို့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ MDS ဆိုင်ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဇွန်လလဆန်းကတင်းနှန်းဆင်းခဲ့တဲ့ပြည်သူစစ်မှုထမ်းတင်းနှန်းအပတ်စဉ်12ရက်စစ်မှုထမ်းတသားကိုပိုင်အမတ်စင်အောင်6တောင်းဝင်းကျင်အထိရှိလာတယ်လို့သိရပါတယ်။အခုလပိုင်းအတွင်းမှာမန္တလေးတိုင်းပြည်သူကာကွယ်ရေးအဖွဲ့အစည်းကိုအလင်းဝင်ရောက်ပူးပေါင်းလာတဲ့ပြည်သူစစ်မှုထမ်းအပတ်စဉ်12တင်းနှန်းဆင်းတသားခင်မောင်ဝင်းရဲ့ကိုပိုင်အမတ်ဟာပါစတသိန်းခွဲကျော်ဖြစ်နေတာကိုတွေ့ရတယ်လို့ MDS ဆိုင်ကပြောပါတယ်။လာစဉ်လူငယ်လူရွယ်9000ဝင်းကျင်ခန်းက စစ်တပ်ရဲ့အာရမဖန်စီစစ်သားစုဆောင်ခံရပြီးတင်းနှပ်ပေရှည်တန်းပို့ဆောင်ခံရပေမဲ့တော်လန်ရေးတပ်ဖွဲ့တွေစီကိုဆက်သွယ်ပူးပေါင်းလာသူထွက်ပြေးလွတ်မြောက်လာသူဟာရာဂိုင်တို့အနေငယ်သာရှိတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ရဲ့ဝါရဖြန့်ချင်းချောက်တာကိုယုံကြည်ကြောက်ရွံ့တာတော်လန်ရေးတပ်ဖွဲ့စီကိုဘလို့ဆက်သွယ်ရမယ်မှမသိရှိတာဆက်သွယ်ဖို့မလွယ်ကူတာနဲ့တရင်အချက်လက်ရရှိသိရှိမှုနေပါတာတွေကြောင့်စစ်မှုထမ်းသက်သားတွေထွက်ပြေးလွတ်မြောက်ဖို့ခက်ခဲနေတယ်လို့ MDS ဆိုင်ကထုတ်ပြန်ထားပါတယ်။ ပြည်သူစစ်မှုထမ်းဥပဒေစတင်ပြဋ္ဌာန်းချိန်ကစပြီးလက်ရှိချိန်ထိစစ်တပ်ကစစ်မှုထမ်းအပတ်စဉ်14အထိ၄ကြိမ်တင်နက်ဆင်ပေးထားပြီးအပတ်စဉ်၁ခုအထိတင်နက်ဖွင့်လှစ်တင်ကြားနေတယ်လို့သိရပါတယ်ရှင်။ဆလဘီ KNU ဘက်ကနေအကြမ်းဖက်စစ်တပ်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်လိုက်တာကိုကြည့်ရအောင်ပါ။မြန်မာနိုင်ငံတော်ဟာငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့အာဏာသိမ်းစစ်တပ်ကထုတ်ပြန်ကြေညာပင်ပေမဲ့လက်တွေ့မှာတော့ကရင်မျိုးသားစီယုံ KNU ရဲ့ ကိုတူလီအုပ်ချုပ်နေမီရီပါဝင်နိုင်ငံအနှံ့ပြားမှာလူခွင့်ချိုးဖောက်မှုတွေကိုဆက်လက်ကျူးလွန်နေတယ်လို့ KNU လူခွင့်ကော်မတီကစက်တင်ဘာလ22ရက်နေ့ BB ဆိုင်ရာငင်းကြဲရင်းနေမှာသတင်းထုတ်ပြန်ပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေဩဂုတ်လအတွင်းကိုတူလီနေမီရီမှာအာနာသိန်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုဒရုန်းတိုက်ခိုက်မှုတွေပါဝင်အကြမ်းဖက်လှုပ်ရှားမှု1289ကြိမ်ထက်မနည်းကျူးလွန်ခဲ့ပါတယ်။အဲဒီလုံရက်တွေကြောင့်အပြစ်မဲ့အရက်သားတွေတေဆုံးခဲ့ရပြီး အိမ်အောင်စုတွေ၊ကျောင်းတွေ၊ဆေးရုံတွေနဲ့ဘာသာရေးအဆောက်အအုံတွေလည်းပျက်စီးခဲ့ရတဲ့အပြင်ထောင်ထဲချီးတဲ့ပြည်သူတွေလည်းနေရဆုခွာထွက်ပြေးခဲ့ရတယ်လို့အသိပေးထားပါတယ်။စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အကြမ်းဖက်မှုတွေရပ်တန့်ဖို့လိုအပ်ပြီးစစ်တပ်ရဲ့လုံရက်တွေဟာသူတို့ရဲ့ငြိမ်းချမ်းရေးဆိုင်ရာပြောဆိုချက်တွေနဲ့လုံးဝကွဲလွဲနေတယ်လို့ထောက်ပြထားပါတယ်။အပီပီဆိုင်ရာငင်းချမ်းရေးနေမှာ KNU ကကဘာမီကြီးငင်းချမ်းဖို့ယခုကစလှုပ်ဆောင်ဖို့ဆိုတဲ့ဆောင်းပုံးနဲ့ အကြမ်းဖက်မှုတွေရတံဖို့နဲ့လူခွင်ရေးတွေကိုလေးစားလိုက်နာဖို့ကိုတိုက်တွန်းထားပြီးသွေးစွန်းလက်ဖြင့်ကံတော်ငိမ့်ချန်ရင်အားမိသူကယုံကြည်ပြီး လက်ကမ်းပေးနိုင်မည်နည်းလို့လည်းမိကိုထုတ်ထားပါတယ်။ရေရှည်တီတန်းနဲ့ငိမ့်ချန်ရေးအတွက်တန်းတူရေးကိုပိုင်ပြဌာန်းခွင့်နဲ့တိုင်းရင်းသားတွေရဲ့နိုင်ငံရေးခွင့်ရေးတွေကိုအတိမတ်ပြုဖို့လိုအပ်တယ်လို့လည်း KNU ကအလေးပေးပြောကြားထားပါတယ်။ ဒါအပြင်နိုင်ငံတကာအတိုင်းဝိုင်းမြန်မာနိုင်ငံရှိသက်ဆိုင်သူတွေနဲ့ငြိမ်းချမ်းရေးကိုတံပိုးထားသူတွေအားလုံးနဲ့လက်တွဲကလွတ်လပ်မှုဖရက်စနစ်နဲ့တဟားဇာတာဖြစ်တဲ့အနာဂတ်ကိုတည်ဆောက်ဖို့ကြိုးပမ်းသွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။မန္တလေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နဲ့စင်ကူးမြို့နယ်မှာရှိတဲ့ကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကဝိုင်တွဲလျင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူလေးဦးသေဆုံးပြီး၁၂ရောက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကစက်တင်ဘာလ22ရက်နေ့နေ့လယ်2နာရီခန့်မှာတပိတ်ချင်းမြို့နယ်ကြောက်ဖြာကြေးရွာအတွင်းကိုအကြမ်းဖက်စစ်တပ်ကဝိုင်တွဲလျင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူလေးဦးသေဆုံးက၁၀ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုပဲစတင်မလာ73ရက်နေ့ကလည်းတပင်ချင်းမြို့နယ်ညောင်ပင်သာကြီးရွာနဲ့ကြောက်ဖြာရွာကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလျင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ9ဦးသေဆုံးခဲ့ပါသေးတယ်။ဒါအပြင်မနေ့ကစတင်မလာ21ရက်နေ့နေ့လယ်တနာရီခန့်ကလည်းစင်ကူးမြို့နယ်ငကမောက်တောင်ပေါ်ကိုအကြမ်းဖက်စစ်တပ်ကလျင်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ အရာရေကြောင့်ပြည်သူကာကွယ်ရေးတပ်မတော်မန္တလေးနဲ့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့မတရားမြို့နယ်၊စင်ကူးမြို့နယ်နဲ့တပေကျင်းမြို့နယ်တို့မှာရှိတဲ့စစ်ဘေးလျှောက်စခန်းတွေကိုတွားရောက်ပြီးအပိစကားပြောကြတာ၊ကျမ်းမာရေးဆောင်ရှောက်မှုတွေလှုပ်ဆောင်ပေးတာနဲ့လိုအပ်တဲ့စားနပ်ရိက္ခာနဲ့အဝတ်အထည်တွေကိုပံ့ပိုးကူညီပေးနေတယ်လို့သိရပါတယ်ရှင်။တနင်္သာရီတိုင်းပတ်မှာတော့တနင်္သာရီတိုင်းဒဝယ်မြို့ကနေလောင်းလုံးမြို့ကို လာရောက်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရာကြောင့်စစ်သား၄ဦးသေဆုံးခဲ့တယ်လို့လောင်းလုံးမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့မနက်3နာရီခွဲကတဝဲမျိုးကနေလောင်းလုံးမျိုးနယ်အတွင်းကိုလာရောက်တဲ့အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကလိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အချိန်ရဟန်းဝရွာအနီးမိန်လမ်းမအတိုင်းဆင်းလာတဲ့စစ်ကြောင်းနဲ့ထိတ်တိုက်တွေ့ကြ မိနစ်30ခန့်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီထိတွေ့တိုက်ပွဲအတွင်းမှာတော်လန်ရေးတပ်ဖွဲ့တွေဘက်ကနေလက်ဦးမှုရယူကပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့်စစ်သား၄ဦးသေဆုံးက၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာကိုအကြံဘက်စစ်တရဲဒုတိယစစ်ကြောင်းဟာတော်လန်အတိုင်းစစ်ကူပေးဖို့ထွက်လာချိန်မှာလေတော်လန်ရေးတပ်ဖွဲ့တွေကပရိသတ်ရှစ်ထွက်မိုင်း၃လုံးတွင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာကြောင့် အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုများပြားပြီးအရေးအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါဗျ။အဲ့ဒီတက်ခိုက်မှုကိုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒေါနာစစ်ကြောင်းတို့ KPDF ဒေါနာတက်ခွဲခုံ LPF တဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတအူ DDPDF နဲ့ဖက်ဒရယ်ဒူဝင်ကျဲတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ ဒါအပြင်တိုက်ပွဲအတွင်းသိမ်းဆုံးခဲ့တဲ့စစ်သားအလောင်းတွေကိုရေခဲကားငယ်တစီးနဲ့တဝဲမြို့ပေါ်ကိုတည်ဆောင်သွားပြီးအကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းနေတဲ့ရေခဲကားငယ်မောင်းနေသူကိုတော်လန်ရေးတပ်ဖွဲ့တွေကမှတ်တမ်းတွေရရှိထားကထပ်ပြီးလောင်းလုံးမြို့အတွင်းကိုဝင်လာရင်တော့ပြင်းပြထန်ထန်ဖမ်းဆီးအရေးယူဆောင်ရွက်သွားမယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကဆက်လက်ပြောပါရယ်အဲ့ဒီအပြင်တိုက်ပွဲတွေကအချိန်နေရာမရွေးဖြစ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့လည်းတိုက်ပွဲတွေဖြစ်ပွားခဲ့ရင်လုံခြုံတဲ့နေရာကိုရွှေ့ပြောင်းပြီးနေထိုင်ပေးကြဖို့ကိုလည်းလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကပြောပါရရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တပွဲမြို့မှာရဲစခန်းမှာတာဝန်ကျနေတဲ့စစ်မှုထမ်းတသားတဲ့တူထွက်ပြေးခဲ့ပေမဲ့လေ၊နိုင်ပိုင်းအတွင်းမှာပဲစစ်တပ်ကပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့နှိဇက်သူတွေစီကနေသိရပါဗျ။အခုလ16ရက်နေ့ညနေပိုင်းက ရဲစခန်းမှာကင်းစောက်တာဝန်ကျနေတဲ့လူငယ်ဟာတဦးတည်းထွက်ပြေးသွားတာလို့သိရပါဗျ။အဲဒီနောက်မှာချက်ချင်းပဲရဲနဲ့စစ်သားတွေကတဝဲမြို့ကန်နာလန်တရှောင်းနဲ့တဝဲမြို့ကန်နာတွေကိုအင်အားအများပြားနဲ့ရှာဖွေခဲ့တာကြောင့်ညာ9နာရီဝင်းကျင်လောက်မှာတော့စစ်တပ်နဲ့ရဲရှာဖွေနေတဲ့လူငယ်ကိုကန်နာလန်မှာပဲပြန်လည်ဖမ်းမိခဲ့တယ်လို့သိရပါဗျ။သူကိုဖမ်းဆီးပြီးနောက်တရက်အကြာမှာတော့တဝဲအချင်းတော်ကိုပို့ဆောင်လိုက်တယ်လို့လည်းသိရပါဗျ။ ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကလည်းဗိမျိုးနယ်ရွှေတူးရွာအခြေစိုက်တိုက်ခတ်ရေးနဲ့စီယုံရေးတင်နန်းကျောင်းတွေကစစ်မှုထမ်းတသားတဲ့ဇနီးမောင်နဲ့အူထွက်ပြေးခဲ့ပေမဲ့တညအကြာမှာပဲဒီရေတော်တဲ့တခုထဲမှာပြန်လည်ဖမ်းဆီးခံခဲ့ရပူပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။